ားလုံးပဲမင်္ဂလာပါခင်ဗျာဗရလောကဇာတ်လမ်းများစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အကျွန်တော်ဒီနေ့ညအတင်ဆက်ပေးသောမဲ့ဗရလောကဇာတ်လမ်းလေးကတော့ဇာယိစရာမောင်မိုင်းညို့၆ဦးရေးသားထားတဲ့တရေကြီးစောတော်ဆိုတဲ့ဗရလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာညတင်ညတိုင်းဗရလောကဇာတ်လမ်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားပြီးတော့ ဗီဒီယိုအသစ်တင်နိုင်သိရှိနိုင်ဖို့ဘေးနာကနိုတီဘဲခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့မြစ်တာရက်ခံကြပါတယ်။ဒါဆိုရင်တော့ကျွန်တော်နဲ့တူတူဇလန်းလေးကိုဆက်လက်နားဆင်နေကြရအောင်ခင်ဗျာ။ကျက်တော်လန်ကြတာနဲ့ကျင်သားရနေတဲ့မျက်စိတွေကဖြက်ခနဲ့ပွင့်လို့လာပါတယ်။အဲဒေါမုံတရားအိယာကနေလူးလဲလို့ထားလိုက်တယ်။အဲတက်ဆက်ထဲမှာပဲဒါလေးနီတို့ရေထားတော့လေအမေတို့အကြွာကြော်ဖို့နောက်ကျနေတော့မယ်တာရဲ့ အရာကနေနိုးတာနဲ့မျက်လုံးဖြတ်ခနဲ့ပွင့်အလူလဲထပြီးတော့နီတုကိုနိုးဒီအလုပ်တွေကတော့ဒေါ်မုံတရာကိုနိုးနိုးချင်းပြုလုပ်နေကြအလုပ်တွေပါအဲဒေါ်မုံမျက်နှာကိုကြပြကတိတက်လိုက်တယ်အပြီးတော့ခေါင်းကိုလှုပ်တဲ့ပစိုးဟောင်းနဲ့မျက်နှာကိုတုပ်လိုက်တယ်အပြီးတော့နဲ့ညကလေးကအစင်သေးလှုပ်ထားတဲ့အကြော်ကြော်ဖို့ပစ္စည်းပစ္စည်းရတွေထည့်ထားတဲ့အတောင်းကိုရွက်လိုက်တယ်အဲဒီအချိန်မှာနီတုကလည်းမျက်နှာ တက်ပြီးနေပါပြီအမနတားဟင်သူယူနေရရေပုံးတို့ရင်းရွေးအိုးတို့ကိုဆွဲထားပြီးတော့ အတောင်ရပြီးဒေါ်မုံခတ်တာနဲ့ညီတို့လည်းနောက်ကနေလိုက်ပါသွားတဲ့အဲတကယ်တော့ဒေါ်မုံအကြော်ကြော်ရတာကတိတ်တော့မကြသေးပါဘူးမနေ့ကသူ့ယောက်ျားတာကြီးဝိုးထီပြီးဆုံးသွားမှကားလေးကိုအဖို့ပြုတ်ပြီးတော့အကြော်ရောင်းရတာညီတို့ခမရလည်းသေးသာရှင်သာလောက်သာဖတ်သက်သေးတယ်အတကရှင်နေနဲ့ဘဝကြောင်တက်နေရရှာတယ်အမေကိုကူညီနေရှာတာပေါ့အဲတကယ်တော့ဒေါ်မုံတယောက်ဒီနေ့အချိန်မှပြီးတော့ထလာမိတာပါအရင်နေ့တွေကဆိုရင်ချက်တော်နိုင်ကြလို့အိယာကနိုးတာနဲ့ ကောင်းဝင်ကိုမော့ကြည့်ရဲခွန်နှစင်ကျဲပဲရောက်နေလေပေါ့မောင်ရင်ထိုင်းဆက်ကပမာလေးရှာတယ်အတွေ့ရင်တော့အချိန်ကိုမှန်းတယ်ဒီနေ့တော့မိုးအုပ်လို့နေပါတယ်လကလည်းမိုက်တယ်အကောင်းဝင်ပညာရှင်တွေမှာကျဲတလုံးမှမတွေ့ရဘူးညနေနာရီလောက်တော်နေချက်တန်ကိုလင်းချက်တော်နာအောင်းမိပြီးတော့ထလာကြတာပါထလာပြီးကမှအရန်စောနေသေးတယ်ဆိုတော့ကိုတော်မောင်တယောက်သတိပြုမိလိုက်တယ်အတရွာလုံးကတော့ငြိမ်သက်လို့နေတော့အမောင်လူအောက်မှာအိမ်မောကြနေကြတော့မှ အရင်သူထနေကြအချိန်မှာဆိုဟိုရင်ဒီအမီတလက်လက်နဲ့စွန့်ချက်ဖို့ပြင်ဆင်နေကြပါပြီ။အဲဒွန်ဘုံသားလေးကိုတနာသွားမိတယ်။ဒါအရင်မဝသေးဘူးမလား။အကျော်ရင်းရောက်မှအမီနားမှာတကြီးတော်အိလိုက်အောင်နော်ဒါ။ဟုတ်ကဲ့ပါမမီ။အသားအမီနဲ့ရောက်မီးရုပ်လေးဆွဲပြီးတော့သွားနေကြတယ်။အဲဘွန်တရားညက်လောက်ကြာတဲ့အခါမှာတော့အကျော်တဲကိုရောက်ပါတယ်။မုံစိုးမဆောက်တဲ့အကျော်တဲပြင်မဲ့ခနော်ခနဲ့နိုင်ပြင်မဲ့နေရာကတော့နေရာကအဲသူတို့အစ်ပင်ပြူရွာနဲ့တောင်မွေးထောက်ရွာရဲ့လမ်းဆောင်မှာပါ။ အဲဘုဘဘင်ဒီအောင်မှာတော့ဒေါ်မုံတောင်းကိုချပြီးတာနဲ့မီးရရင်မွေးတဲ့အဲတောင်းထဲမှာဒေပိုင်းဇကာမုန်းနစ်စလုံးစားတဲ့ပစ္စည်းပစ္စည်းရတွေကိုနေရာတကျထားတယ်။မီးတွက်ကလည်းသူ့လုံးနိုင်ရာတွေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့တက်တက်လက်လက်အခုလုပ်ပေးရှာတယ်။မလန်မကန်ရီရင်းကနေရေခတ်ပေးတယ်။အဲဒေါ်မုံအကျော်အစကျော်တော့မှသူ့အမေပေးမှာကပ်ပြီးတော့ခွေခွေကလေးအိပ်ပျော်သွားပါတယ်။အဲဒေါ်မုံကတော့အပြူမြဲဝတရားအတိုင်းအကျော်တွေဒဲဦးတဲ့ကိုထည့်ကျော်လိုက်။ဝတ္ထုချုံလေးနဲ့အပေါ်အောက်လှန်လိုက် ကြံပြီးဖြစ်တဲ့အကြော်တွေကိုခတ်ပြီးတော့စကားနဲ့ထည့်လိုက်တဲ့အလုပ်တွေဇက်ဆက်တယ်လို့လုပ်နေပါတယ်။မုံနေတော်ဝက်လောက်ကုန်တဲ့အခါမှာတော့တော်မုံခါဆန်ပြီးတော့အညောင်းဖြေလိုက်တယ်။အမျက်လုံးတွေကလည်းအကြော်ထည့်တဲ့စကားစီကိုရောက်သွားတယ်။တော်မုံရင်နေပန်းနေတုံပြီးတော့ထိတ်ခနဲဖြစ်သွားတယ်။စကားထဲမှာတော့အကြော်တွေတခုမှမရှိတော့ပါဘူး။ဖေဖေအားငါ့ကြော်တွေပယောက်ကုန်တာလေ။မုံနေတယ်လည်းတော်ဝက်လောက်ပဲကျန်တော့တယ်။ကြော်တွေလည်းရတာလေခါတော်ညောင်းနေပြီ။မုံတွေအများကြီးဖြစ်နေရမှလေ။ခုတော့စကားထဲမှာတခုမှမရှိတော့ဘူး။ ဘယ်သူတွေမှယူဆလည်းမသိပါဘူး။ငါတော့အရင်ပြုတ်ပါပြီ။အဒေါ်မုံတရားကိုအကြောတော်ဆက်မကြောနိုင်တော့ပါဘူး။ပြောလဲပြောငိုလဲငိုနဲ့အတော်တော်လေးငိုပြီးမှတဟင်းဟင်းရှာရင်းနဲ့စိတ်မပါလက်မပါအကြောဆက်ကြောနေရရှာတယ်။အဲဒီအချိန်မှာပဲညီတို့ကတော့နိုးလို့လာပါတယ်။အမီအမီဘာလို့ငိုနေရလဲအမီရဲ့အကျော်လေးဘယ်လိုယူဆတော့မှမသိဘူးတာရင်တခုမှမကြံတော့အရင်ပြုတ်ရင်နောက်နေ့ဈေးမရောက်နိုင်တော့ဘူးတာရင် အမေတို့တားမီတော့ငက်ပြီနဲ့သူပါလေတားရင်အဒမိုရီယာတားကိုပြောပြရင်ကဝမ်းနဲ့လာတာနဲ့ထက်ပြီးတော့ငုံမိပြန်တယ်။အဲတကယ်တော့ဒမိုအကြော်တဲဆောက်ထားတဲ့ကုကုပင်ကြီးမှာတရေကြီးတကောင် ရှိပါတယ်။အပုံမှန်အပြင်းတော့တရေဆိုတာက အစာချခြင်းကညှပ်ပတ်ပါအာယုံတက်လာတာနဲ့ကုဘုံကိုဌာနပြန်ကြရတယ်။အဒီနေ့တော့ဒေါ်မုံတယောက်အချိန်မှားပြီးထလာတာပါ။အကြောကြောတဲ့အဲ့ဒီအချိန်ကတရေတစေအစာရှာကြီး အဲသူတို့ကဘလောက်စားရစားရမဝတဲ့တတဝါတွေလीစားတော်မသိခြင်းဒုက္ခကိုအမြဲခံစားနေရသူတွေမဟုတ်လားဒေါမုံရဲ့အကျော်နံလေးကလည်းမှုရနေတော့မနေနိုင်ဘူးနဲ့ထင်ပါရဲ့ဒေါမုံတယောက်ငုံနေတော့မှာပဲအတန်အော့အော့ကြီးနဲ့ပြောတဲ့ကို ကြားလိုက်ရပါတယ်အဲဒေါမုံတယောက်လန့်သွားရှာတယ်အဲငုံနေတာတောင်ရက်သွားတယ်မစားလို့စားမိရမှာအကျော်ဘူးပြန်ပေးပါမယ်မိုးပါနဲ့အတန်ကြီးပဲကြားရတယ်အဘသူဘဝမမြင်ရဘူး အဲနီတို့တောင်လက်ပြီးတော့သူ့အမေရင်ဝင်ထဲကိုရောက်သွားတယ်လူလားတကယ်လားရှင်ဘယ်ကပြောနေတာလဲအဒေါမုံတရားကိုအရေးဆုံးပြီးတော့မေးလိုက်တယ်အပြီးတော့ကျုပ်တို့ကဆင်းရဲလို့အကျော်ရောင်းစားနေရတာပါရှင်အရင်ဒီပတ်စံကလည်းသူများစီကနေမြေပြန်တို့ယူရတာပါအရင်ပြန်မဆက်နိုင်ရင်ကျုပ်တို့ကိုချီးမမဟုတ်တော့ဘူးရှင်မြေပြန်တို့မချီလို့အကျော်မကျော်ရရင်ကျုပ်တို့အသာမီဒုက္ခရောက်ရမှာပါတော့ ငါဟာဒီအပင်မှာနေတယ်ငါနမီစောတော်လို့ခေါ်တယ်။မာယုတ်ကိုပြရင်နင်တို့သားမိအရန်ကြုံသွားမှာဆိုလို့အတန်နဲ့ပဲပြောတော့မေးမာကျော်ဘူးပြန်ပြီးပါမေးယောယောအကျော်ဘန်းလေးဘူးငွေစကားချက်ကြတာပါတယ်။ဓမ္မတရားအောင်မျက်လုံးပြူသွားတယ်။အသူကျော်တဲ့အကျော်တွေကအလုံးသုံးရှိမှအခု90ပေါ့။တခုကငါးပြားဆိုတော့ငါးချက်ပဲကြတင်မေး။အဲဒါကြောင့်ကုစတော်ရဲ့ပြည့်ရပ္ပစံကများလို့နေပါတယ်ရှင် ကျုပ်တို့ကတမအာဇီဝနဲ့ရှာစားနေကြတာပါမတရားမလို့ခြင်းပါဘူးငါချက်ပဲပေးပါရှင်ပိုတဲ့ပတ်စံပြန်ယူပါအဲ့ဒီတော့အတန်ရှင်စောတော့ကလည်းပိုတဲ့ပတ်စံနင်တို့ရင်းနှီးစားကြဖို့ငါနဲ့နင်တို့သားမင်းနဲ့မိတ်ဆွေဖြစ်သွားပြီပေါ့အေးပါတော့ဒီလိုဆိုရင်လည်းနောက်နေ့ဒီမှာကိုစောတော့ကိုအကျော်တပကံကြည့်ပါမယ်ဆက်လိုက်တလိုက်လည်းတိုက်ပါမယ်ရှင်အေးအေးဂျေဇုဒီမာရီ ။မာလဲနီနိုအကျော်ရုံးကောင်းအောင်ဈေးခေါ်ပေးမယ်ဟုတ်လား။အဲဒေါမုံတရားပြောင်းမှုစလေးပဲလေးတလေးကိုလိတ်ပြီးတော့မင်းညီပြီးတော့အသက်ပင်နေကြမှာတင်ပေးလိုက်တယ်။တရေကြီးစောတော့ကလည်းသူရှိမှန်းသိအောင်လို့အသက်ပင်ွားကြမှာဆက်လိတ်မီးကိုရဲခနဲ့ရဲခနဲ့ဖြွာပြတယ်။အဲဒီနေ့ကဒေါမုံတို့သားအမိအကျော်ရောင်းလို့ကောင်းလိုက်ပုံများလက်ကိုမလဲဘူး။အပတ်စံနေလဲခါတိုင်းထပ်ပို့ရတယ်။အဲဒေါမုံဝမ်းသာပြီးတော့ပြောနေကြတယ်။အဲ့ဒီအပြော်ကတော့သူသားနေတို့စီကိုကူးသွားတယ် ။အနီတို့လည်းပြောပြောပါပါသွားသွားကြလန်းနဲ့အကြော်ပွဲတွေချပြီးပကံတွေလိုက်တိန်လိုက်နဲ့လှုပ်ပြီးရှာတယ်။အဒီတို့နဲ့ခါတိုင်းချက်စောပြီးတော့အကြော်တွေကုန်သွားလို့ဒေါ်မုံတို့သားမီစောစောအိမ်ပြန်လာကြတယ်။အမပြန်မီပါလေ။ကိုဆက်တော့ရင်ကျုပ်တို့ပြန်တော့မယ်ရှင်။အဒီတို့နှုတ်ဆက်ပြီးတော့အကြော်တပကံနဲ့ဆက်လိုက်တလိုက်ကိုအသည်ပင်ခွားဆုံးပေါ်တင်ပြီးခဲ့ကြတယ်။တရေကြီးစောတော့နဲ့မိတ်ဆွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဒေါ်မုံတို့သားမီဟာရောင်းပန်းဝယ်ပန်းကြီးကောင်းလာတယ်။စာဝတ်နေရည်တွေလည်းပြည့်စုံလာတယ် အနည်းပြန်တို့မချေရတော့တဲ့အပြင်မွေလေးရွှေလေးတွေတောင်အနည်းအချင်းစုမိစောင်းမိလာတယ်။အနီတို့ကလည်းအကြောင်းပြန်ထားနိုင်လာတယ်။အဒီလိုအစဉ်ပြေးလာတာကစောတော့ကြောင့်ဆိုတော့တော်မုံသိပါတယ်။ကျေးဇူးလဲတင်နေ။ဒါကြောင့်မလို့မကြာခဏဆိုသလိုရွာဦးဘုံအကြောင်းကိုဆုံးခဲ့တယ်။အလူအတန်းလှုပ်တယ်။စောတော့ကြီးအတွက်ယူစုပြီးတော့အမြာအတန်းပေးဝေတယ်။အစောတော့ကြီးကိုတာရုခေါ်ခိုင်းတယ်။အနီတို့ကအကြောင်းကတငယ်ချင်းတွေကိုလည်းအသူမိတ်ဆွေတရေကြီးစောတော့အကြောင်းကိုပြောပြတယ် အတငယ်ချင်းတွေကိုခေါ်လာပြီးတော့စောတော်ကြီးနဲ့စကားပြောတယ်။အဲဒီလိုနဲ့စောတော်အကြောင်းကတရွာလုံးတည်သွားတယ်။အဲစောတော်ကြီးနေတဲ့ကုကုပင်ပေါ်ကိုစားစရာတွေလာထားကြတယ်။အဘူဝန်ကြီးလိုအပ်တဲ့သူတွေကလည်းလာပြီးတော့အဘူဝန်ကြီးတောင်းကြတယ်။အယောင်ဝယ်သမားတွေကလည်းရောင်းပန်းဝယ်ပန်းလှဖို့ကလာသားတွေကလည်းသမီးကြီးသားချင်းတွေ့တဲ့နေရာခိုးပြတဲ့နေရာမျိုးမှာစောင့်ရှောက်ဖို့ရမီရဖလူကြီးတွေကလည်းရက်ရွာကိုတခိုးတမရရံကကာကွယ်စောင့်ရှောက်ဖို့အဘူဝန်ကြီးလာတောင်းကြတယ်။ ။အဇော်တော်ကြီးကတော့အဂူအညီတောင်းသမျှကို တခုမှမကြအောင်ကူညီပေးတယ်။အလိုအပ်ရင်အတန်ပေးပြီးတော့ပြောတယ်။တရီပေးတယ်။အရွာကိုတခုတမျှဝင်လဲကြောက်အောင်လန့်အောင်ခြောက်လန့်ပြီးတော့ဖမ်းဆီးပေးတယ်။အဒီလိုနဲ့ဇော်တော်ကြီးကရေရေရွာရေကိစ္စမှန်တယ်များမှာမပမဖြစ်ဖြစ်လာတယ်။အစားစားအရာရာကူညီပေးတယ်လို့တရေပြီမယ်။စတော်ကြီးကိုဘယ်သူမှမကြောက်ကြဘူးအကလေးလူကြီးယောက်ျားမိန်းမတရွာလုံးကချစ်ချာခင်ကြတယ်အလူအတန်းလို့ကြအမြဝေကြတယ်လေ ရွာဦးကျောင်းဆရာတော်ကတော့စောတော်ကြီးနဲ့တပွားလိုထဲဆိုပြီးမှအ31ဘုံသားအလုံးကိုအမျှဝေးတယ်။အဲဒီလိုနဲ့တိဖြူပင်ရွာလေးနဲ့တရေကြီးစောတော်ရဲ့ခင်မင်မှုကတော့နှစ်တည်ကြာလာခဲ့ပါတယ်။အဲဒေါ်မုံအောင်အကျော်မရောက်လာကြပြီတည်။အင်းဆိုင်လေးဖွင့်ပြီးတော့အိမ်မှာပဲနေတယ်။ဒါပေမဲ့စောတော်ကြီးအတွက်တော့နေ့စဉ်မပြတ်စားစရာတောက်စရာပို့ပေးတယ်။အဲနေတို့ဆိုရင်လည်းလူပြိုကြီးဖားဖားဖြစ်နေပြီမဟုတ်လား။အဲတရက်အာယုံမလာခင်နေတို့စောတော်ကြီးစီကိုသွားတယ်။ ဇော်တော်ကြီးအတွက်မုတ်တွေလည်းယူသွားတယ်။အကိုကိုပင်ကိုရောက်တော့ဦးစောတော်ကြီးဦးစောတော်ကျွန်တော်လာရပြို့ဦးစောတော်ဘုမုတ်တွေလည်းယူလာခဲ့တယ်ဗျ။အဲ့ဒီလိုအော်ပြောလိုက်တယ်။အမုတ်တွေကိုလည်းတင်နေကြကွားစုံကြီးပေါ်မှာတင်လိုက်တယ်။အဲ့ဒီအချိန်မှာတော့စောတော်ကြီးပြောတဲ့အတန်ကိုကြားရတယ်။မင်းတို့ရင်ငါမင်းတို့နဲ့ခွင့်ရတော့မယ်ကွ။စောတော်ကြီးအတန်ကဝမ်းနဲ့တန်ပေါက်နေတယ်။ဘာဖြစ်လို့လဲဦးစောတော်ရဲ့ မင်းတို့ပေးဝေသမျှကုတုအမျှတွေကိုငါရတယ်ညီတို့ရဲ့အတားကြောင့်ငါကြည့်ချင်မြင်တဲ့ဘုံဘဝကိုငါသွားရတော့မယ်ညီတို့ရဲ့မနက်ပြန်မနက်လင်းကနေကြရင်ငါသွားမယ်မင်းအမေကိုရောမင်းတငယ်ချင်းတွေကိုရောငါကနှုတ်ဆက်ခဲ့တယ်လို့ပြောပြပါကွာဝမ်းနဲ့ဝမ်းသာဖြစ်နေတဲ့စောတော်ကြီးရဲ့အတန်ကြောင့်အနီတို့စိတ်မကောင်းဖြစ်လာတယ်အသူကဝမ်းနဲ့လိုလာတယ်အင်းရဲ့ရောက်တော့တော်မွန်ကိုအဲ့ဒီအကြောင်းပြောပြတယ်တငယ်ချင်းတွေကိုလည်းပြောပြတယ် ညတကောင်ကြောချိန်မှာညီတွန်းတဲ့သူတငယ်ချင်းတွေအစောတော်ကြီးကိုနှုတ်ဆက်ဖို့ကိုကိုပင်ကြီးစီကိုတွားကြတယ်။အဲစောတော်ကြီးစားဖို့လည်းမုတ်တွေအများကြီးယူလာကြတယ်။အဲဒေါ်မုံကလည်းစောတော်ကြီးကိုနှုတ်ဆက်ခြင်းနဲ့ဆိုလို့အညီတွန်းတဲ့သူတငယ်ချင်းတယောက်ကတွဲပြီးတော့ခေါ်လာကြတယ်။အဲကိုကိုပင်ရောက်တော့စောတော်ကြီးကိုမုတ်တွေပေးပြီးတော့စကားပြောကြတယ်။စောတော်ကြီးကဒီမှာနေနိုးနေနေရတာငါပြောပါရယ်။စားလဲစားရပါရယ်။အခု အပိုင်စားရတဲ့နေရာဘူးမတော်မဖြစ်လို့တွားရမှာပါ။ဘာနီနုကိုခိုးရတာစိတ်မကောင်းဘူး။ဘာနီနုအားလုံးကိုနှုတ်ဆက်ခဲ့ပါလေ။အစောတော်ကြီးရဲ့စကားတဲ့ကြောင့်အားလုံးကစိတ်မကောင်းကြဘူး။အဲဒေါ်မုံဆိုလည်းစောတော်ကြီးရဲ့ကျေးဇူးကိုအောက်မေ့ပြီးတော့အမျက်ရည်လေးတဆန်းဆန်းနဲ့ဖြစ်နေတယ်။အဲဒီအချိန်မှာနီတုတို့ကာလာသားတစုက စောတော်ကြီးကိုကြီးကြကြတယ်။ဦးစောတော်ကြီးမသွားခင်ဦးစောတော်ရဲ့ရုပ်ပုံတရံကိုကျုပ်တို့ကိုမြင်ဘူးအောင်ပြပါဗျာ။ အားလုံးကဝိုင်းပြောကြတယ်။မင်းတို့ကြုံသွားမယ်ပြလို့မဖြစ်ဘူးကွာ။အဇော်တော်ကြီးကပြန်ပြောတယ်။အန်နီတို့နဲ့ကာလာသားတွေကလည်းမကြောက်ပါဘူးလို့ပြောပြီးတော့အတင်းပြခိုင်းတယ်။အဲဒီအချိန်မှာပဲရွာဦးကျောင်းကအုံမောက်ခေါက်တန်းကိုကြားလိုက်ရတယ်။ကဲငါသွားတော့မင်းနီတို့ကြီးငါရုပ်တရံကိုပြခဲ့မယ်။မင်းတို့မကြောက်ကြနဲ့နော်။အဲဒီလိုပြောပြီးတော့ဇော်တော်ကြီးကသူ့ရုပ်ကိုပြတယ်။ ။ဇော်တော်ကြီးရဲ့ရုပ်ကိုမြင်ရတဲ့အခါမှာတော့တချို့ကကြောက်ရွံ့သုံးပြီးတော့သေးတောင်ထွက်ကြကြတယ်။အဲတချို့ကတော့စကံမီးမရတော့ပဲကြောင်တောင်တောင်ကြီးဖြစ်သွားတယ်။အဲဇော်တော်ကြီးရဲ့မျက်နှာကြီးကအိမ်တလုံးစာလောက်ကြီးတယ်။မျက်လုံးကြီးတွေကလည်းသဘောကြီးတော့ရှိပြီးတော့နီးရဲနေတယ်။အဲနရွက်ကြီးတွေကလည်းခါတဝက်လောက်ရောက်နေတယ်။အဇက်ကြီးကဖြောင်းတစ်ချက်လောက်ကျပြီးတော့ရှာကြီးကတွဲလောင်ခတ်ကြနေတယ်။အသွားကြီးတစ်ချောင်းတစ်ချောင်းကလည်းရေပုံးကြီးတောင်ရှိ။အဲဇော်တော်ကြီးရဲ့တကောလုံးတရောင်လောက်ရှိတဲ့အမွှေးရွှေစီကြီးနေတယ် အရက်ကထိုင်းပင်ကိုကြော်ပြီးတော့မိုးနေတယ်။အဲတော်မုံနဲ့ညီတို့ကတော့ဟိုးတုံးကလေးကခင်မင်လာတဲ့အရင်ကြီးလာတဲ့မိတ်ဆွေရင်းနေမိုးစောတော်ကြီးကိုကြောက်စိတ်မဖြစ်ဘဲနဲ့တနာစိတ်တောင်ပုံနေကြတယ်။အဲစောတော်ကြီးကညီတို့တို့သားအမေကို လက်ပြပြီးတော့ကြောက်ခိုင်းလိုက်ပါတယ်။အဲပြီးတော့ကြီးမလုံးနဲ့ခန္ဓာကိုယ်ကြီးကိုဒဲဆောင်ပြီးတော့တရွေ့ရွေ့နဲ့ထွက်ခွာသွားပါတော့တယ်။တပြည့်ပြည့်နဲ့လည်းဝေးရွေဝေးရွေသွားပါတော့တယ်။အနီတို့တို့သားအမိကတော့တရေကြီးစောတော်ပြောက်ွယ်သားချင်းထီအလက်ပြလို့ကုတ်ကုတ်ပင်ကြီးအောင်မှာ ကြံရွတ်ခဲ့ပါတော့တယ်။စာရေးစရာမောင်မိုင်းညိုချောင်းရေးသားထားတဲ့အတရေကြီးစောတော့ဆိုတဲ့ပရာလောကဇလံလေးကတော့ဒီရင်ပြီးဆုံးပါပြီခင်ဗျာ။စာရေးစရာမောင်မိုင်းညိုချောင်းနဲ့တကွနားစင်ပေးကြတဲ့သူတို့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။